ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့အတောတွင်မှာနာမည်အောင်မြင်မှုတွေကိုဖန်တီးနိုင်တယ်လုံသမျထင်ရှားချော်ကြမယ်ရသမျငွေပြန်သုံးရတတ်တယ်စူဆောင်းထားတဲ့ငွေတွေသုံးဆွဲရတတ်တယ်အလုပ်တွေတိုးချဲ့အောင်မြင်မယ်ရှင်ပြန်မှုမှမြတ်အောင်မြင်မယ်ဘဝတိုးတက်မယ် ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်မယ်ကိုကိစ္စသမက သူတစ်ပါးကိစ္စတွေကိုလောက်ရနေမယ်23ရက်နေ့မှာ ပြဿနာဟောင်းနေပြန်လဲဖြေရှင်းရနေမယ်အဲ့ဒီနေ့မှာ မတော်တဆနေကြူဆက်ရမယ်အရှိတောင်ရကုတီသွားစရာနေဖြစ်တတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွာလာနေထိုင်ကြူဆက်24ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်လုပ်ငန်းစစ်တွေစတင်ရနေမယ် 25ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်အခက်အခဲအားလုံးကိုကြော်သားနိုင်မယ်26ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြော်မယ်29ရက်နေ့မှာရှင်ပြန်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုရမယ်28ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်နှောင့်နှေးမယ်29ရက်နေ့ကအရာရာအဆင်ပြေမယ်သို့တော့အရှိရကုန်တည်သွားစဉ်အနေရှိတဲ့မနေ့ခွန်နိုင်ခွင့်နဲ့ကိုယ်နိုင်တွင်ကိုသတိထားရမယ် 30ရင်းနေမှာအထူးကောင်းသောကံကြမ္မာရှိပြီးတော့အဲ့ဒီဒနာသိတိနက်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံနံပါတ်6ကနန်းနဲ့ဆုံးတဲ့ပိုက်ဆံတရွက်ကိုလူနဲ့စောင်းထားပေးပါ31ရင်းနေမှာထူးခြားတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးပြီးတော့မူလနေထိုင်နေပုံမြင့်တဲ့ဘဝအခြေအနေတစ်ခုကို ဖန်တီးရယူနိုင်တဲ့အနေထားကောင်းကိုကြုံမယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်ရှစ်6 9ခန်းနေ့ကျိုးပေးတယ်အနဲ့ရောင်အပြာရင်ရောင်နဲ့ပြာရောင်တွေကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်အောက်တိုဘာ20 23 24 25 26ရက်နေ့တွေမှာနှစ်သက်ရာရက်ကိုရွေးပြီးတော့ခေါင်းစေးကောင်းလျှော်ပြပါဖုံးကန်ချက်တည်တိုးွားပြီးအကြီးကဲနေအောင်ရောက်တတ်တယ်တဲ့လက်တွေသုံးချနိုင်ပါလေကောင်းခြင်းကံများရစေရစပယ်ပန်းဖျားသူပေးပါ 接触点嘛。